မတို့ချင်းမပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တော့တောင်းဝေပါ7ရက်10လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပြမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတော့ဒီနေ့ရခိုင်ချင်းနဲ့ပတ်သက်ပြီးတော့ပြောပြပါမယ်ရခိုင်မှာတိုက်ပွဲတွေကပြင်းထန်နေပါတယ်ရခိုင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်အဲ့တော့ကြောက်ဖြူဘက်မှာတိုက်ပွဲတွေဖြစ်နေသေးပါကြောက်ဖြူဘက်မှာတိုက်ပွဲတွေဖြစ်နေသေးကြောက်တောင်ဟိုကြောက်တော်ကိုလည်းတမလောကလေးကြောင်းနဲ့ပုံကျတဲ့ခက်ရှင်းလင်းလာရှိတယ်ပြီးရင်တမလောကကြွေးကြော်ထားတဲ့အတိုင်းဒီရခိုင်ကိုတတ်မှတ်ထားတဲ့မြို့လေးမြို့ကိုရွေးကောက်ပွဲပြုလုပ်နိုင်အောင်လှုပ်ဆောင်သွားမယ်ဆိုပြီးတော့ပြောထားရှိတယ် အဲ့တော့အဲ့နေရာတွေကတော့ကျွန်တော်မြတ်ပြည်သူတွေလည်းတည့်ရသူတွေတိပြီးတော့ပြီအန်ကွာတောင်ကုတ်စားတဲ့တကြောအဲ့ဒီကြောမှာရှိတဲ့ဒါမြို့နယ်တွေအားလုံးကိုတမလို့ရွေးကောက်ပွဲပြုလုပ်နိုင်အောင်အထူးစစ်ဆေးရေးတရက်ဆင်နွှဲသွားမယ်ဆိုတာကိုကြေညာထားပြီးသားဖြစ်ပါတယ်ဒါကြောင့်လက်ရှိတမလို့ကကျွန်တော်မကြခင်ရပိုင်းလာပိုင်းအတွက်မှာတမလို့ရဲ့ဒီအေအေထိန်းချုပ်ထားတဲ့မြို့တွေတွေကဘယ်မြို့နေဘယ်မြို့တွေကိုပြန်လဲသိမ့်ပိုင်နိုင်မလဲဘလောက်ဟိုဘလောက်ထိကြာကြာအကြံပေးအေဒီနေနဲ့တောင်းခံနိုင်မလဲဆိုတာကိုမြင်တွေ့ရတော့မဲ့ခန်းကဏ္ဍကိုရောက်ပြီဖြစ်ပါတယ် နော်တက်မတော်ကလည်းရွေးကောက်ပွဲနီးလာတာနဲ့အမျှထိုးစစ်တွေဆင်ပါလိုက်မယ်ထိုးသူထိုးစစ်တွေဆင်ပါလိုက်မယ်အဲ့တော့သူတို့တတ်မှတ်ထားတဲ့အတိုင်းဂွတောင်ကုတ်အမ်စားတဲ့တကြောဦးသိမ့်ယူပါလိုက်မယ်သိမ့်ယူပါလိုက်မယ်အဲ့တော့ဘယ်မျိုးတွေဆားပြီးအရင်မသိမ့်မလဲဆိုတာစောင့်ကြည့်ရမယ်တက်မတော်ကဘလောက်ထိသူတို့ပြောတဲ့စကားသူတို့ဘလောက်ထိဆွားဆောင်နိုင်မလဲဆိုတာစောင့်ကြည့်မှာဖြစ်ပါတယ်တချို့ကျမ်းပတ်အေရီရဲ့ဒီပြောရေးဆိုခွင့်ရှိတဲ့ကောင်တွေကတော့ပြောနေရရကြားပါတယ်เนาะတမျိုးလောက်ပဲအရင်မသိမ့်ပြပါအောင်လို့ ဘာတို့ဒါသူတို့ကဟိုစစ်ကိုခေါ်နေတယ်လို့ဖြစ်နေတယ်။ခေါ်နေတယ်လို့ဖြစ်တော့တမတော်ကသွားဖို့ပဲလိုတယ်။တမတော်သွားဖို့ပဲလိုတယ်။အဲ့တော့တမတော်ရဲ့ထိုးစစ်တွေလည်းမကြခင်စတော့မှာဖြစ်တဲ့အတွက်ဒီမကြခင် ရပိုင်းတော့မှာအကြမ်းဖက်အီနဲ့ညမတမတော်နဲ့တိုက်ပွဲတွေစပြီးပုံဖော်တော့မယ်လို့တော့ယူဆရပါတယ်နော်။ပုံဖော်ဖို့လည်းညားပါပြီ။ရွေးကောက်ပွဲကလည်းမလိုတော့တဲ့ကာလတစ်ခုကိုရောက်နေပြီဖြစ်တဲ့အတွက်နိုင်ငံတော်သတ်မှတ်ထားတဲ့အတိုင်းမြို့လေးမြို့ကိုစပြီးသိမ်းယူပါလိမ့်မယ်။မကြခင် ရခိုင်မှာစပြန်ဆပါတော့မယ်နော်လက်ရှိချိန်ထိလည်းစစ်ပွဲတွေကတော့ဖြစ်နေသေးပါနော်စစ်ပွဲတွေဖြစ်နေဆိုတာဟိုတခြားနေရာလေးတွေမှာပေါ့တခြားနေရာလေးမှာတက်မတော်နဲ့ AA AA နဲ့ကလားနဲ့နော်ကလားနဲ့အဲ့လိုစစ်လေးတွေဖြစ်နေရတယ်ရှိတယ်ဒါပေမဲ့ကြီးကြီးမားမားတော့မဖြစ်သေးဘူးဒီမကြခင်ရပိုင်းတော့မှာကြီးကြီးမားမားစစ်တွေဖြစ်တဲ့နေကြပြီးတော့ရခိုင်မှာဘယ်မျိုးတွေကိုနိုင်ငံတော်ပြန်သိမ်းမလဲဆိုတာကျွန်တော်တို့နားထောင်မယ့်အချိန်ကာလတစ်ခုကိုရောက်ပြီဖြစ်ပါတယ်ဒါကတော့ရခိုင်ချင်းနဲ့ပတ်သက်ပြီးပြောပြတာပါနော်ရခိုင်ချင်းနဲ့ပတ်သက်လို့တော့ ဒီရခိုင်ကစစ်တုံးပိုင်းနဲ့ပတ်သက်လို့တော့ဒါသူတို့ကတော့အစအနာဖျောက်ထားတာရှိတယ်။တခြားတခြားသောဒီနေဇက် data တွေမှာထားထားတယ်လို့လည်းကျွန်တော်တို့သိရတယ်။တချို့တချို့သောဒီစစ်တုံးပိုင်းအချို့ကိုလည်းသူတို့တွေလက်ဆလနာဖျောက်ခဲ့တာတွေရှိတယ်လို့လည်းသိရပါတယ်။ဒါတော့ရခိုင်ချင်းနဲ့ပတ်သက်ပြီးပြောပြတာပါ။နောက်တစ်ချက်ကတော့တမတော်ရဲ့ထိုးစစ်တွေကအောင်မြင်မှုတွေအများကြီးဟိုဆွတ်ဆောင်နိုင်နေတဲ့အခန်းကဏ္ဍတွေကိုရောက်နေတယ်။နေနေပဲအရရကနေပြီးတော့အကြမ်းဖက်တွေကိုနှိမ်နှင်းနေတဲ့အချိန်မှာတမတော်ရဲ့ထိုးစစ်တွေကအရင်ပဲကောင်းတယ်လို့ပဲကျွန်တော်တို့က ချေကျူးရမှာဖြစ်ပါတယ်နော်တက်မတော်ရဲ့ကြီးလေးပူပေါင်းစစ်ဆင်ရေးတွေအထူးစစ်ဆင်ရေးတွေဆောင်ရွက်နေတာကတကယ်ကိုဝမ်းသာတဲ့သတင်းကောင်းတွေပါနော်တီအလီနဲ့ပတ်သက်လို့ဟိုကြောက်မဲတင်းငယ်ပြီပြီနောင်ချူတင်းငယ်ပြီပြီနောက်ထပ်ဒီတီဘောတီဘောကိုတင်းရမယ့်ကာလာတစ်ခုကိုရောက်ပြီဖြစ်ပါတယ်ဟောအဲတီဘောကလက်ရှိအကြံဘက်တီအလီတွေတီဘောမှာမရှိတော့ဘူးမြို့ပေါ်မှာအကြံဘက်တီအလီတွေမရှိတော့ဘူးအနေချင်းလေးပဲရှိတော့တယ်အနေချင်းလေးပဲရှိတော့တယ်အဲ့တော့သူတို့တွေကုန်ထွက်သွားပြီအဲတီဘောကကြာကြာတောင်းခံနိုင်တဲ့နေရာမဟုတ်ဘူး မဟုတ်ဘူးသူတို့အမာခံတောက်ခံနိုင်တဲ့နေရာတွေကနောင်ချိုကြောက်မဲမိုးကုတ်ဒါဒီမျိုးတွေကိုတော့သူတို့တွေကောင်းကောင်းထိန်းချုပ်ဟိုအကြက်ကင်နိုင်တဲ့နေရာတွေဖြစ်ပါတယ်ဒါပေမဲ့လည်းတက်မတော်ကတက်မတော်ရဲ့ထိုးစစ်ကိုသူတို့တွေမခံနိုင်မဲနဲ့ဒီနောင်ချိုနဲ့ကြောက်မဲကိုတော့နိုင်ငံတော်လက်ထဲကိုပြန်ပေးလိုက်ရတယ်ပြန်ပေးလိုက်ရတယ်နိုင်ငံတော်တက်သိမ့်ပေးလိုက်တယ်ပြန်ပေးလိုက်ရတယ်ဆိုလို့ခင်ဗျားကအေးလေးနဲ့ပေးတယ်လို့ထင်နေမှာဆိုလို့တက်မတော်ကအသက်တွေတွေးတွေချွေးတွေနဲ့ရင်းပြီးတော့ပြန်တိုက်ယူထားတာ ဖြစ်ပါတယ်เนาะအခုလက်ရှိ တီဘောကတော့သူတို့ကြာကြာမတောင်းခံနိုင်တဲ့အတွက်အခုအချိန်ကစပြီးတော့အကြံပတ်တရလေးတွေဆုတ်ခွာနေပါပြီ။တီဘောမှာတော့အကြံပတ်တရလေးတွေမရှိသလောက်ဖြစ်သွားပြီ။အဲ့တော့ဒဇာကန်နေတဲ့အကြံပတ် PDF တွေကိုထားခဲ့တယ်။အကြံပတ် PDF တွေကတော့အများရန်ဒဇာကန်နဲ့နော်အထောက်ခံနေရတာဖြစ်တဲ့အတွက်ဒီတစ်ခါတော့တီဘောမှာအကြံပတ်တရလေးတွေအကြံပတ် PDF တွေဘလောက်အသေးဆုံးနဲ့သိအောင်မလဲဆိုတာစောင့်ကြမယ်ကဏ္ဍရောက်ပြီ။တီဘောနဲ့တက်မတော်စစ်ကြောင်းနဲ့ကလည်း၈မိုင်လောက်အကွာပဲရှိပါတော့တယ်၈မိုင်လောက်ပဲကွာတော့တယ်အဲ့တော့တမလို့ဒီတစ်ခေါက်တိဘောထိုးစစ်ကပို့ပြီးတော့ မြန်ဆန်တယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်။ဘာဖြစ်လဲဆိုတော့ကြောင်မဲကိုကျွန်တော်ထိုးသစ်ဆင်တာတော့မှ45ရက်ကြာခဲ့တာ။ဒါတော့မှသူတို့ဒီတကယ်အခိုင်အမာစခန်းတွေကိုတိုက်လို့ကြာတာဖြစ်ပါတယ်။တော့လက်ရှိတိဘောကိုဒီကြောင်မဲနေပြီးတော့ဒါထိုးသစ်ဆင်တဲ့အချိန်မှာတော့2ရက်3ရက်ပဲရှိသေးတယ်။တိဘောနဲ့10မိုင်กว่าထိတမတော်ကရောက်နေပြီဖြစ်ပါတယ်။မကြခင်တိဘောတမတော်လက်ထဲကိုပြန်ရောက်ပါလိမ့်မယ်။အဲ့တော့မိုးကုတ်ကတော့အနေငယ်ကြာပါလေဦးမယ်။မိုးကုတ်ကတော့အနေငယ်ကြာလိုက်ဦးမယ်။အဲ့ကြာမယ်ဆိုတာဘာဖြစ်လဲဆိုတော့ ကျွန်တော်အထင်ကတော့မိုးကုတ်ကတော့ရွေးကောက်ပွဲပြီးရင်တော့လာလိမ့်မယ်လို့ထင်ပါတယ်เนาะအဲ့တော့လက်နက်ကင်နေအနေနဲ့ကလည်းရွေးကောက်ပွဲမတိုင်ခင်ကာလတုန်းမှာညဉ့်ညံ့ကြီးလက်မှတ်ထိုးပြီးတော့အ мян နှိမ့်နိုင်တာအကောင်းဆုံးလို့မဆိတ်ပေးလိုက်ပြရသေးဘာဖြစ်လို့လဲဆိုတော့တမတော်ကရွေးကောက်ပွဲပြီးလို့ရှိရင်တော့အသေးစော်ပါလိမ့်မယ်အသေးစော်ပါလိမ့်မယ်အဲ့တော့အသေးစော်တဲ့ထဲမှာမှခင်ဗျားတို့တတိထားမှာကြက်ခိုင်နိုင်သွားရင်ဒီရွေးကောက်ပွဲမှာကြက်ခိုင်နိုင်သွားရင်လက်နက်ကင်နေပြေးကြမြည်မရှိတော့ဘူးလက်နက်ကင်နေပြေးကြမြည်မရှိတော့ဘူးဒါလေးကိုတော့ခင်ဗျားတို့တတိထားဖို့လိုတယ်เนาะအဲကြက်ခိုင်နေပြီးသုံးလုံးနိုင်သွားရင် ဲ့ပါတီနှစ်ခုကတခုနိုင်သွားတယ်ဆိုလို့ရှိရင်အကြမ်းဖက်လက်နက်ကင်တွေ PDF ကမြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကင်တွေအားလုံးမြောက်ပြေးကြမြည်မရှိအောင်ဖြစ်ပါလိမ့်မယ်အော်စော်ပါလိမ့်မယ်စော်ပါလိမ့်မယ်ဘာလို့လဲဆိုဒီပါတီနှစ်ခုလုံးကလက်ရှိနေထားရသူတို့အနေနဲ့စစ်ရဲ့သဘောတရားကိုလည်းသူတို့တွေကောင်းကောင်းကြီးခံစားထားတော့နဲ့နေပြီသူတို့စစ်ရဲ့စိုးကြိုးဘယ်လောက်ထိခံရတယ်လက်နက်ကင်တွေရဲ့ရုပ်မှရက်ဆက်မှုကိုဘယ်လောက်ထိခံစားရတယ်ဆိုတာဒီပါတီတွေသိနေပြီဖြစ်တဲ့အတွက်ဒီပါတီတွေကဟိုလုံပိုင်ကောင်အားလုံးကို အကုန်လုတ်ပါလိမ့်မယ်နော်လုတ်ပိုင်းကအားလုံးအကုန်လုတ်ပါလိမ့်မယ်အဲ့ချိန်ကျရင်လက်နက်ကန်တွေမစားတာဘူးဖြစ်မယ်ဒါကြောင့်လက်နက်ကန်တွေရေကောက်ပွဲမတိုင်ခင်ကာလအတွင်းမှာအမြန်ညှိနှိုင်းဆွေးနွေးပြီးတော့ငြိမ်းချမ်းလမ်းကြောင်းမဟုတ်ဘူးလိုက်ဖို့လိုတယ်ဒါပေမဲ့ TL ရဲ့လေတံလေးတွေထွက်ဆိုချက်တခုတော့ရှိတယ်လေဟို TL ရဲ့လေတံထွက်ဆိုချက်လေးတွေကဘာလဲဆိုလို့ရှိရင်ဒီလက်ရှိတက်မလို့ရထိုးစစ်တွေရက်တက်ပေးရက်တက်ပေးဒါတော့သူတို့ဒေတာကဟိုသူတို့ရဲ့ဒီကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတွေကနေပြီးတော့ထွက်လာတဲ့လေတံဖြစ်ပါတယ်เนาะကျွန်တော်လည်းဒါလေးတွေလိုက်ထားတာပါเนาะအဲ့တော့ သူတို့ရဲ့ထွက်ဆိုချက်တဲ့သူတို့ရဲ့ဒီပြောကြချက်မှာတော့ဗာလဲဆိုလို့ရှိရင်သူတို့လက်ရှိတင်းထားဟိုတက်မတော်ရဲ့ထိုးစစ်တွေရက်တံပေးပြီးရင်သူတို့တင်းယူထားတဲ့16မျိုးပဲပြောပါတော့နော်16မျိုးပဲရှိတော့16မျိုးမဟုတ်တော့ဘူးဘာလို့လဲကြောက်မဲနဲ့တီဘောနဲ့ဟိုကြောက်မဲနဲ့ဒီနောင်ချိုးနဲ့ကတက်မတော်လက်ထဲကိုရောက်ပြီးသားဖြစ်တဲ့အတွက်သူတို့မှာ16မျိုးပဲကျန်တော့တယ်အဲ16မျိုးကိုသူတို့တက်မတော်စစ်ကြောင်းမထိုးတော့နဲ့သူတို့ကိုဒါကိုမအိုးချုပ်ခွင့်ရဒေတာပေးကိုမအိုးချုပ်ခွင့်ရဒေတာပေးလို့ရှိရင်သူတို့အနေနဲ့ဒီဟိုပါပေါ့အသွင်ပြောင်း စစ်နော်ညီသူစစ်ပေါ့နော်ညီသူစစ်ပြောင်းပြီးတော့ငញ្ញိုင်းလက်မှတ်ပေါ့လင်းငင်ဟိုထာဝရငញ្ញိုင်းလက်မှတ်ထိုးမယ်ဆိုပြီးတော့လေတံတွေထွက်လာတယ်ဒါကလက်ခံနေတာအကြောင်းတော့မရှိဘူးအဲ့တော့လက်ခံမှလည်းမဟုတ်ဘူးသူတို့ရဲ့သူတို့နေရာဒေတာကိုသူတို့ပြန်သွားပြီးတော့အသွင်ပြောင်းနေဆိုရင်တော့လက်ခံနိုင်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့လက်ရှိသူတို့တင်းထားတဲ့ယာယီထိန်းချုပ်ထားတဲ့မျိုးတွေကိုသူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတာပေးပြီးသူတို့ပြည်နယ်ဖြစ်သတ်မှတ်ပေးပြီးတော့သူတို့အသွင်ပြောင်းဆက်စင်ဟိုပြည်သူစစ်ဝင်မယ်ဆိုတော့ နိုင်ငံတော်ကလက်ခံမယ်လို့တော့မထင်ဘူး။ဒါကြောင့်တမတော်ရဲ့ထိုးစစ်တွေလည်းရက်စရာအကြောင်းတော့မရှိဘူး။အဲ့တော့တနေ့၄၅ကြိမ်တော့လေကြောင်းအကျဲခံနေရတဲ့တီဘောနော်။တနေ့၄၅ကြိမ်တော့ဒေါ်ဘုံထုခံနေရတဲ့နမ်တူနော်။ဘယ်လောက်ထိတောင်းခံနိုင်မလဲဆိုတာကျွန်တော်ရေစောင့်ကြည့်ရပါမယ်။စောင့်ကြည့်ရပါမယ်။အဲ့တော့တမတော်တမျိုးပြီးတမျိုးလိုက်သိမ်းပါလိမ့်မယ်။သူတို့ပြောသလိုတလိုင်းပြီးတလိုင်းတမတော်ကလာသိမ်းပါလိမ့်မယ်။တောင်းခံနိုင်မှုပဲလိုပါတော့တယ်။အလဲကြရင်တော့မနှွယ်စရမ်းလို့ပဲပြောရမှာဖြစ်ပါတယ်နော်။ လဲကြတော့မနွေတန်းလို့ပြောရမှာဖြစ်ပါတယ်တော့နောက်တစ်ခုကရင်ပြည်နယ်မှာလဲတာတိုက်ပွဲတွေကပြင်းထန်နေတယ်တမတော်ကသိမ်းယူနိုင်တဲ့မြို့တွေအကုန်လုံးကိုလိုက်လံသိမ်းယူနေတယ်အဲအထူးခိုက်အကြဆုံးများသောတော့ကရင်ပြည်နယ်မှာတော့အကြမ်းဖက် PDF တွေကအကြဆုံးများပါတယ်တရားခံနေနဲ့လဲသူတို့ပဲအသေးသူနဲ့သိနေတာဖြစ်ပါတယ်နော်အဲတော့အကြမ်းဖက် PDF တွေကတော့ညအများတမ်းပြောနေကြတဲ့အတိုင်းပဲတခြားလက်နက်ကိုင်တွေနဲ့ပူးပေါင်းတယ်နေမီရသွားတော့တခြားတိုင်းရင်းသားလက်နက်ကိုင်တွေက နေမြရသွားတယ်။သေတော့ PDF ကသေတယ်။ချမ်းသာတော့ NUG ကချမ်းသာတယ်။ NUG ဆိုတာကခင်ဗျားတို့သူတို့ကိုကြိုးစီပွားရေးကိုပဲသူတို့ဥတီပြီးသွားနေတဲ့ NUG ဖြစ်ပါတယ်ခင်ဗျားတို့ပြောပြောနေတဲ့တော်လိုင်းရေးအောင်မြင်မှုအတွက်ဟိုဒီဇိုင်းမမတ်ဆောင်ရွက်နေတာမရှိဘူး။သူတို့ကိုကြိုးစီပွားရေးအတွက်ကိုဒီဇိုင်းမမတ်ဆောင်ရွက်နေတာဖြစ်ပါတယ်နော်။ဒါကရင်ပြည်နယ်မှာတပွင့်ပြည်ထောင်တာနဲ့ဆက်ဆက်ပြီးတော့ပြပြတာပါ။အဲကျမ်းပတ် PDF တွေလည်းဒီကရင်ပြည်နယ်မှာတော်တော်ကြာဆုံးညားနေပါတယ်။ညားနေပါတယ်။ဒါတော့ဒီနေ့အချက်လက်တွေကနေပြီးတော့ဒါကောင်းဆုံးအချက်လက်တွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။အချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ မကြခဲ့ရခိုင်ထိုးစစ်ပြင်မြင်ရပါတော့မယ်ရခိုင်မှာတိုက်ပွဲတွေပြင်းထန်ပါတော့မယ်ပြင်းထန်ပါတော့မယ်ဒါလေးတွေကိုထည့်ပြောပေးခဲ့ပါတယ်အဲ့တော့ရမခစစ်တုံးမင်းနေပတ်သက်လို့တော့ကြမ်းမရေးကောင်းပါတယ်အဲ့တော့စားတော့ပြန်မှန်းတာတွေရှိတယ်ပြီးရင်ဒီမိသားစုတွေကိုဖုံးဆက်တယ်လောက်ခိုင်းတယ်လို့တော့သိရပါတယ်သိရပါတယ်ပြန်လွတ်ပေးဖို့ကတော့ရွေးကောက်ပွဲပြီးလောက်မှကျွန်တော်တို့ကြားပါတယ်နော်ဒါကိုလည်းသိအောင်ကျွန်တော်ချပြပေးခဲ့ပါတယ်နောက်တစ်ခါတော့ဥပိုင် ဥပိုင်နဲ့ပတ်သက်လို့ကျွန်တော်ဒီနေ့ဒါဆက်သွယ်ကြည့်တယ်ဆက်သွယ်သူတို့ပြောပြောတဲ့အချက်လက်ပေါ်မူတည်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့အကြံဉာဏ်အနေနဲ့ကျွန်တော်ဒီဆယ်လာပိုင်းမကုန်ခင်မကုန်ခင်ပေးနိုင်အောင်အထူးဆောင်ရွက်နေတယ်လို့သိရပါတယ်အဲ့တော့တမလို့သားမိသားစုဝင်အားလုံးဒီဆယ်လာပိုင်းမကုန်ခင်မှာဥပိုင်မြတ်ငွေတွေရပါလိမ့်မယ်ဒါလေးလည်းထည့်ပြောပေးခဲ့တယ်အဲ့တော့ဒီနေ့အတွက်ကတော့